မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကာကင်စခန်းအများစုကိုသိမ်းပိုက်ပြီးနောက် AA နဲ့ဒေါ်လာရေးတက်တွေနှည့်ရကန်စခန်းကိုဝိုင်းပတ်ပိတ်ဆို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မကွေးတိုင်းနဲ့ရခိုင်ပြည်ကိုဆက်သွယ်ထားတဲ့အမ်ပနလမ်းမရိုးမဘော်ကအကြီးဆုံးစစ်အုပ်စုစခန်းဖြစ်တဲ့နရေကန်စခန်းဝိကျင်ကခကင်းစခန်းတွေကိုအာရကတပ်တော်နဲ့တော်လန်ရေးအင်အားစုတွေကအခုရက်ပိုင်းမှာတိမ့်ပိုက်ထိန်ထုတ်လိုက်ပြီးနောက်နရေကန်စခန်းကိုဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့စစ်ရေးသတင်းရှင်းပြချက်ကပြောပါတယ်။နရေကန်စခန်းကိုဝင်းရံကရံပြီးဟောင်ဝိစာလက်နက်ကြီးတွေပါတပ်ဆင်ထားတဲ့ခုတ်ကြီးရွာကခကင်းစခန်းနဲ့စွန်တက်ရွာကခကင်းစခန်းစတဲ့ကင်းစခန်းသုံးခုကိုစစ်အုပ်စုလက်လွတ်လိုက်ရပြီးနောက် နယေကန်စခန်းအနီးနဲ့ပိတ်ဆို့ခံထားရတဲ့အခြေအနေကိုရောက်ရှိသွားတာဖြစ်ပါတယ်။နယေကန်စခန်းရဲ့အောက်ဖက်မှာဆိုရင်ဂုတ်ကြီး၊ပစီနဲ့ဥထုစွန်စတဲ့စခန်းတွေဟာအကြီးဆုံးစခန်းတွေဖြစ်တယ်လို့လင်းတန်းနဲ့စွန်တက်အပါဝင်အခြားကာကင်စခန်းငယ်တွေကိုလည်းတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့စီရီသတင်းရင်းမြစ်တအူကပြောပါတယ်။ကာကင်တွေကြတာပေါ့နှစ်ခုသုံးခုလောက်ကြတဲ့သဘောရှိတယ်။ဆေးဥစုကာကင်တွေကြတာပေါ့အထက်ကဆေးဥစုစခန်းကြီးတွေကတော့ဂုတ်ကြီးရှိမင်း၊ပစီရှိမင်း၊အရှိုချင်းလို့ဥထုစွန်ရှိမင်း ကျန်တဲ့အသေးလေးတွေကတော့ PDF တွေမဟာမိတ်တွေပေါင်းလိုက်တဲ့၄90ရောင်း55ရောက်လောက်နေတဲ့ကာကင်းစခန်းလေးတွေအခုကတော့အကြီးပိုင်းတွေပုံအဲ့ဒီလိုမျိုးပတ်ပြီးတင်တာပုံပတ်စီရွာကာကင်းစခန်းကိုတော့တင်ပိုက်နိုင်ခြင်းရှိမရှိကို အတိမပြုနိုင်သေးပေစခန်းအနီးဝန်းကျင်အထိတော်လှန်ရေးတပ်တွေရောက်ရှိနေကြောင်းသူကဆိုပါတယ်ဂုတ်ကြီးရွာကာကင်းစခန်းက လမ်းတစ်လမ်းမကြီးပေါ်ကစခန်းဖြစ်ပြီးပက်စီရွာကကင်းစခန်းကတော့လမ်းဟောင်းပေါ်ကကကင်းစခန်းဖြစ်တာကြောင့်အတိကလမ်းမကြီးတွေနဲ့ကကင်းစခန်းတွေကိုအာရကတက်တော်နဲ့တော်လန်ရေးအင်အားစုတွေကစိုးမိုးထိန်းချုပ်လိုက်နိုင်တယ်လို့ဆိုပါတယ်။အာရကတက်တော်နဲ့တော်လန်ရေးအင်အားစုတွေဟာကကင်းစခန်းတွေကိုတခုချင်းစီတင်ပိုက်ထိန်းချုပ်ပြီးနောက်အမ်ဘရန်လန်အတိုင်းမကွေးတိုင်းအတွင်းဘက်ကိုတဖြည်းဖြည်းတိုးဝင်လာနေပြီလို့လည်းဆိုပါတယ်။ ဂုတ်ကြီးစခန်းကိုသိမ်းပိုက်လိုက်နေတာကြောင့်ရိုးမအောက်ဘက်ကဗဒံမြို့ကိုအရက်ကတက်တော်နဲ့တော်လန်ရေးအင်အားစုတွေရောက်ရှိဖို့၁၀မိုင်ကျော်လောက်သာလိုတော့တယ်လို့ပြောပါတယ်။အခုရက်ပိုင်းတွေအတွင်းနှစ်ရီကန်စခန်းအနီးကကကင်းစခန်းတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့စစ်အုပ်စုကတရားဝတိမြေပေကမင်းမှုမျိုးနဲ့မကွေးမှုတွေကကားအစီး၂၀လောက်နဲ့နှစ်ရီကန်ဘက်ကိုတက်လာတာကြောင့်နှစ်ရီကန်အနီးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ ဆက်လက်ပြီးကြောက်ပြူကုလပါအနီစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ် AAE ဂျားဖြတ်တိုက်ခိုက်ခံရပြီးအရာရှိများအပါအဝင်အစုလိုက်အပြုံလိုက်တည်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ပြူမျိုးနဲ့ကုလပါကြီးရွာတဝိုက်တို့စစ်ကြောင်းထိုးလာသည့်စစ်ကော်မရှင်တပ်ဂျားဖြတ်တိုက်ခိုက်ခံရပြီးတည်ဆုံမှုများကြောင်းသိရပါတယ်။စတင်ပါလ30ရက်နေ့နှစ်ပိုင်းအချိန်တွင်ကြောက်ပြူမျိုးနဲ့ရွာတိကြီးရွာနှင့်ကုလပါရွာအနီတဝိုက်တွင်စစ်ကော်မရှင်စစ်ကြောင်းကို AAE ကဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ စနိုက်ပါနဲ့ပျောက်ကြားပုံစံပြစ်ခတ်ခံရတော့ကလည်းစစ်တပ်ဘက်ကအရာရှိတွေကြီးပဲတည်တောင်းအခုလိုကြားဖြတ်တိုက်ပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်တော့လေအရာရှိတွေအပါအဝင်တပ်ဖွဲ့ဝင်တွေအစုလိုက်ပြုံလိုက်တည်တယ်ဟုရခိုင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်စစ်ကော်မရှင်ဘက်မှအထိနာခဲ့တဲ့အတွက်ရဲတပ်ရင်း30နှင်းတညောက်ဝတီရဲတပ်ဌာနချုပ်နဲ့အခြားအခြေစိုက်တရင်ဌာနချုပ်များမှနေ၍လက်နက်ကြီးပစ်ကူများပေးခဲ့ကြောင်းသိရပါတယ် ရခိုင်ရများတွင် AA ကပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်နေခဲ့တော်လဲယမန်နီကစစ်ကြောင်းထိုးဝင်ရောက်လာသည့်တပ်ကိုဂျားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်စစ်ကော်မရှင်ကစစ်ကြောင်းများခွဲကစစ်ကြောင်းထိုးတက်လာသည့်အတွက်ချောင်းဝကြီးရွာရိုးမတောင်ချောင်းတစ်ဖက်ကမှဝါရော့ကြီးရွာများရှိဒေသခံပြည်သူများရွှေ့ပြောင်းမှုများပြုလုပ်နေကြရသည် ဆက်လက်ပြီးမြောက်ဆန်းအမြောက်တက်အနီးဖြစ်ခတ်မှုများရှိနေပြီးစစ်ကော်မရှင်ကအင်အားတိုးချဲ့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းရေကြီမြို့နယ်မြောက်ဆန်းအမြောက်တက်အနီးဖြစ်ခတ်တိုက်ခိုက်မှုများနေ့စဉ်ရှိနေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့ကအထိအမတ်344အနီးဖြစ်ခတ်တိုက်ခိုက်မှုများရှိနေပြီးအမြောက်တက်မှာလက်နက်ကြီးများဖြစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ရှိကြီးနာကရွာတွေကိုလေကြောင်းဖုံးကျဲတာနဲ့အမြောက်တက်ကလက်နက်ကြီးပစ်ကူတွေတုံးပြီးနေနေရှင်းလင်းရေးလုပ်ထားတဲ့ နှစ်တိုင်းကြောင်ဖက်ဆစ်ရှောင်နေသူတို့ကိုလည်းအေအေနဲ့ပတ်သက်မှုရှိလားစစ်ဆေးရေးကြံနေတယ်ဟုရေးကြည်ဒေသခံတအူးကသတင်းဌာနကိုပြောပါတယ်စစ်ကော်မရှင်ကကြုံပြော်တက်မှထုံထုံအင်အားနဲ့စစ်မှုထမ်းတင်နန်းစဉ်တင်နန်းသားတင်များကိုအမြောက်တန်အမတ344အတွင်သို့စစ်ရင်တန်းများဖြင့်အင်အားပြည့်မှုများရှိကြောင်းဒေသတွင်သတင်းရင်းမြစ်များထံမှသိရပါတယ်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခအနေဖြင့်ပသိမ်မုံရွာလမ်းပိုင်းကိုလက်မလို့ရရေးအတွက်ရေကြီးနှင့်လိမ်မျက်နှာကိုအင်အားပြည့်တင်နေပြီးအနီနာကျေးရွာများကိုပါနေမြေရှင်းလင်းရေးလှုပ်ဆောင်ထားပါတယ် ရွှေခေါက်ပွဲမတိုင်ခင်ရေကြီးနဲ့လေးမျက်နှာကိုအပြေအဝထိန်ချုပ်နိုင်ရေးစီမံမှုများရှိနေပြီး AAE ပြည်မနှင့်ချိတ်ဆက်နိုင်သည့်မကြီးစင်ဗရောင်ဗရန်တက်နေများတွင်မကြီးစင်ဘောမီဘက်မှလွယ်၍ကျန်ဝင်ပေါက်နှစ်ခုတွင်စည်ရည်တင်းမှကစစ်အင်အားအလုံးအကျုံတုံထားသည်ဗရောင်တက်နေတွင်လည်းတောင်ကုတ်တောင်ကြားလမ်းကိုစိုးမိုးနိုင်ရေးအဓိကဒရားများကိုပိတ်ဆို့ပြီးတန်ကြက်ကရင်များကိုပါစစ်အုပ်စုကအင်အားဖြည့်ထားကြောင်းသိရပါသည် ဆက်လက်ပြီးမန္တကတူရာပြေပွဲကိုစစ်ကောင်စီကောင်းဆောင်လာရောက်ဖို့ရှိတာကြောင့်မျိုးအနှံစစ်ဆေးနေတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတက္ကသိုလ်ရာပြေပွဲကိုအာနာသိန်းစစ်ကောင်စီကောင်းဆောင်တက်ရောက်မှာဖြစ်တဲ့အတွက်မျိုးရဲ့နေရအနှံ့မှာဒီနေ့အော်တိုဘာလ၂ရက်ကစတင်ပြီးစစ်တပ်ကပိတ်ဆို့ရှာဖွေစစ်ဆေးနေတယ်လို့မျိုးကံတွေစီကသိရပါတယ်။စစ်တပ်ကအဓိကဦးဆောင်ပြီးဆိုင်ကယ်တူပေါက်တွေကိုဖွင့်စစ်တောင်းကားနောက်ခန်းတွေကိုဖွင့်ပြခိုင်းတာအပြင်လိုင်စင်မဲ့ရှင်ဟုတ်မဟုတ်ပါစစ်ဆေးနေတာလို့သိရပါတယ်။ နေရာတိုင်းမှာဆင်းနေတာဒီနေ့တရက်တည်းကိုတုံးခေါက်လောက်ရှိပြီးစစ်ခန့်နေရတာလို့ကွန်ပျစီပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့အမျိုးသားတအူကပြောပါတယ်မျိုးရင်းစစ်စေးရမှာတပ်ဖွဲ့ကိုစစ်သားရက်ကြီးလုံကြုံရင်အပြာဝတ်တွေအပါဝင်အင်အား30နီးပါးရှိတယ်လို့သိရပါတယ်ဒါအပြင်မျိုးအစွန်ကနေရာတွေမှာဘီရွဲရင်တွေလိုင်စင်မဲ့ကားတွေကိုပါလိုက်လံစစ်ဆေးနေတာရှိနေပါတယ်မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကိုအောက်တိုဘာ၄ရက်ကစတင်က၃ရက်ကြာကျင်းပမှာဖြစ်ပါတယ်ဖွင့်ပွဲနေ့ကိုစစ်ကောင်စီကောင်းဆောင်တက်ရောက်မှာဖြစ်ပါတယ် ဒါကြောင့်ရှားပြပွဲကိုလုံခြုံရေးတင်းကျပ်ထားသလိုပွဲဝင်ခွင့်ကိုလည်းကန့်သက်ထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးဖာပုံမြို့နယ်တွင်စစ်တပ်က BGF နှင့်ပူးပေါင်း၍စစ်ကြောင်းထုတ်လာပြီးတိုက်ပွဲများအပြင်းထန်ဖြစ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများရှိနေတော့လဲအင်အားအလုံးရင်ဖြစ်ထိုးစစ်ဆင်လာနေစေဖြစ်တယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ကရင်ပြည်နယ်ဖာပုံမြို့နယ်ရိုဘော်တီရွာကိုစစ်ကြောင်းထုတ်လာပြီး BGF နှင့်စစ်တပ်ပူးပေါင်းအဖွဲ့ကို၄ရက်ကြာကြာဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၁၀ဦးထပ်မံနေထိခိုက်သေးဆုံးခဲ့ကြောင်းနဂါးနဲ့စစ်ကြောင်းမှ စစ်ကြောင်မှုဘိုးတက်တူးကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ22ရက်နေ့ကစတင်ပြီးဖာဖွန်မြို့နယ်노ဘောတီရွာကိုမောင်လှကြိုင်ဦးဆောင်သော BGF အဖွဲ့နှင့်အကြံဖက်စစ်တပ်ပူးပေါင်းထားသောအင်အား300ခန့်ပါစစ်ကြောင်ကစစ်ကြောင်ထိုးလာ၍တော်လန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲသည်စက်တင်ဘာလ26ရက်နေ့တိဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်မှ10ဦးထပ်မံထိခိုက်သေးဆုံးကား ၎င်းနဲ့စစ်ကြောင်း Flat Dragon ခေါ်လံဘက်မှလည်းတော်လိုင်းရဲရဲဘော်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။လက်ရှိချိန်တွင်အကြံဖက်စစ်တပ်ဘက်မှစစ်ကြောင်းမတိုးနိုင်တော့လေအင်အားများထပ်မံဖြည့်တင်းနေပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းတော်လိုင်းရဲရဲဘော်များသည်လည်းစစ်ကြောင်းထပ်မံတိုးလာမည်ကိုစောင့်ကြည့်နေကြောင်းသိရပါတယ်။စက်တင်ဘာ22ရက်နေ့နဲ့နှစ်ပိုင်းကစပြီးတော့ no body ခြေရအနီမှာတိုက်ပွဲစဖြစ်တာပေါ့26ရက်နေ့တိုက်ပွဲမှာကျွန်တော်တို့ရဲဘော်တွေထိခိုက်ဒဏ်ရာရလို့တက်ပြန်ဆုတ်ခဲ့တယ် အစစ်ခွေးတွေကအမောင်ဘက်ကနေလာပြီး VDF ကမောင်လာကြိုင်နဲ့ပူပေါင်းပြီးကျွန်တော်တို့ကိုစစ်ကြောင်းထိုးတာပါဟုငကနဲ့စစ်ကြောင်းမှစစ်ကြောင်းမှုဘူတက်တူကပြောဆိုပါတယ်။ငကနဲ့စစ်ကြောင်း Black Dragon Colony ဖောက်ပွန်ခရိုင်အတွင်အချမ်းဖတ်စစ်တပ်နှင့် BGF ပူပေါင်းအဖွဲ့တို့၏စစ်ကြောင်းထိုးမှုများကိုချိန်ဖန်များစွာကြားဖြတ်တိုက်ခိုက်နေသောအဖွဲ့ဖြစ်ပြီးမထော၊စင်ဆွဲ၊တောင်သုံးလုံး၊နိုဘော်တီ၊ကတိုင်တီနှင့်မဲပလီတက်စကန်တိုင်တိုက်ပွဲတွင်လည်းပူပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။ ညီရင်တွင်လည်းအကြမ်းဖက်စစ်တပ်ကအင်အားလုံးရင်ဖြင့်ထပ်မံစစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းကြောင့်ခဲယမ်းဖြစ်တင်ရက်နှင့်ဒဏ်ရာရရဲဘော်များကိုစေဝါကူတရန်စေဝါများလည်းလိုအပ်လျက်ရှိပြီးပြည်သူများပူးပေါင်းပါဝင်ကြရန်မြစ်တာရက်ခန့်ကြောင်းငကနက်စစ်ကြောင်းမှစစ်ကြောင်းမှုဗိုလ်တပ်တို့ကဆက်လက်ပြောဆိုပါသည်။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။